အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ18ရက်ဗိုလ်လူနေနေခင်းစီးရီးသတင်း၃၀ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ရှိုးတောင်ခမ်းကိုပြန်ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီစစ်ကြောင်းတွေဟာကံကြီးကိုကျော်လာပြီလို့သတ်မှတ်ရတော့မလို့ဖြစ်နေပါတယ်လက်ရှိထိတွေ့မှုပြင်းထန်နေတဲ့နောင်သွန်းညံတော့နဲ့ပိန်းသွားပုံးရွာတွေဟာကံကြီးရဲ့မြောက်ဖက်မှာတည်ရှိနေတာဖြစ်ပါတယ်အဆိုပါစစ်ကြောင်းသာတိမ်မီလယ်ကစစ်ကြောင်းနဲ့ ပူပေါင်းမိပြီဆိုပါကနောင်ရှုံမျိုးထိုးစစ်ဟာအသက်ဝင်လာနိုင်ွယ်ရှိပါတယ်။ပြုံးလင်းမျိုးနဲ့အုံမတိနဲ့ရေမောင်းတန်းဘက်ကနေကလည်းစစ်ကောင်စီစစ်ကြောင်းတိုးဝေလာနေတဲ့ဖြစ်ပါတယ်။အုံမတိလမ်းကွဲကိုကြော်ဖြတ်နိုင်သားပြီလို့ဆိုရမလို့ဖြစ်နေပါတယ်။အုံမတိဟာပြုံးလင်းဘက်ချမ်းမှာတည်ရှိပြီးရေမောင်းတန်းကတော့နောင်ရှုံဘက်ချမ်းမှာတည်ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီအား PNL တို့ရဲ့တောင်းဆိုချက်ကိုလက်မခံဘဲစီးရင်းရပြန်ပြီးရယူနိုင်မှုအပြည့်အကာလကိုအသုံးချတာဒေသတိုက်စစ်ဆင်လာတဲ့အနေအထားကိုတွေ့မြင်ရပါတယ်။မန္တလေးတိုင်းတပိတ်ချင်းခြေဆိုင်အမှတ်73တပ်မတော်တပ်မြင့်လေးကျင်းချောင်းကိုရှမန်နေညနေပိုင်းမှာနေချောင်းကနေရိတ်ခါခဲရန် drop လာချပြီးသွားတာရှိခဲ့တာကိုတွေ့ရပါတယ်။အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကမ်းမလူကနေစစ်ကြောင်းထွက်လာမဲ့နေ့ဟာသူတို့ရဲ့စီမံချက်အရဆိုရင်ယနေ့ဖြစ်ပါတယ်။ စီမံချက်ကိုတကယ်တမ်းမြေပြင်မှာအကောင်အထည်ဖော်တဲ့အခါဘယ်လိုမက်ဆီကိုက်ကြမယ်ဆိုတာကိုစောင့်ကြည့်ကြပါရစေ။မေဒီလာမျိုးနယ်ထဲမှာတော့ကြေးရွာတွေကိုမြေပြင်စစ်ကြောင်းတွေဖြန့်ခွဲဝင်ရောက်လာပြီးစစ်ဆေးမှုတွေပြုလုပ်လာနေပြီဖြစ်ပါရစေ။နထိုးကြီးနဲ့တောင်သာနယ်မြေတွေမှာစစ်ရေးဖော်ဆောင်မှုတွေကြေပြန့်လာနေတော့မေဒီလာလွေပြင်ကိုကာဝေးအင်အားစုတွေစိတ်ဝင်ခြေကုပ်ယူလာမှာကိုစိုးရိမ်လာနေတာကိုတွေ့မြင်ရပါရစေ။မကွေးတိုင်းအခုတ်ကူမျိုးအတွင်းကတံပြားကမော်တော်ယာဉ်နှစ်စီး 6ကန်နဲ့9ပင်ရွာကြားကအထက်ကျုပ်ဆက်ယုံထဲမှာယာယီခြေပြုခဲ့တာရှိပါတယ်။ဂျမန်နေ့တနေ့လုံးဗရန်တန်နယ်အတွင်းမှာတော့အစီအေးချင်းတွေညင်တက်နေတာကိုတွေ့ရပါတယ်။ဆိုပါညင်တက်ချက်ဟာတစ်ဖက်ဖက်ကတိုက်စစ်အကြီးကြီးပေါ်ဆောင်လာနိုင်ခြင်းရှိတယ်လို့သုံးသပ်ရပါတယ်။ဂျမန်နေ့ညနေကမကွေးမြို့လဲဦးအမှတ်127ထောက်ကန်နဲ့ပို့ဆောင်ရေးတိုင်ရင်လက်အောက်ခံထပ်ဖို့တပ်စခန်းကိုစစ်ရင်တန်း၅စီးဝင်ရောက်လာတာရှိပါတယ်။ထူးခြားတာကရင်မောင်းတွေရဲ့လက်မောင်းတစိုက်တွေဟာ ညတစ်ချောင်းမှန်သာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ခုနောက်ပိုင်းတက်လာတဲ့စစ်ရင်နှန်းတွေကိုကြည့်လိုက်ရင်မော်တော်ယာဉ်ခေါင်းကမ်းမှာရှင်မောင်းစစ်တီတဦးသာပါလာတော့တာကိုတွေ့ရပါတယ်။နောက်များမှမော်တော်ယာဉ်ခေါင်းကမ်းမှာစစ်ဗိုလ်ကြီးများဘာကြောင့်မထိုင်ရမထိုင်ရတော့သလဲဆိုတာရဲ့ကျွန်တော်တွေ့ကြုံခဲ့ရသောခေါင်းကမ်းထဲမှာကျုံရလေသမျှဖြစ်စဉ်များကိုအကျယ်တဝင့်တင်ပြပေးသွားပါောင်းမယ်။ကချင်ပြည်နယ်ဖားကန်ဒေသကတော့အနေဒါယုံနေတဲ့ကြီးဖြစ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ် ပေါ်ပန်းကြီးရွာကနေအင်မရရွာကိုဆွေးပြေးရှောင်ကြရတယ်။အခုအင်မရရွာကနေထပ်ပြီးရှောင်ကြရပြန်ပြီဖြစ်ပါတယ်။သို့တော်ချင်းလင်တက်မှာတော့ရလေးထားကယခုလိုဝင်လာလာခြင်းမှာစစ်ဦးဘလူးပုံစံမျိုးလုံးလေးလှောက်ထားရှိတာဖြစ်ပါတယ်။အလုံးစုံ၃လလောက်ပဲကြာပါလိမ့်မယ်။